ဤဝိတ္ထုဤမူရင်းစာရေးဆရာ MR James ကို1862ခုနှစ်တွင်အင်္ဂလန်တောင်ပိုင်း King ပြည်နယ်တွင်ရှိရွာလေးတရာတွင်မွေးဖွားခဲ့သည်ဖခင်ကတင်းအုပ်ဆရာတဦးဖြစ်သည်အစောပိုင်းလူငယ်ဘဝကလေးကရှင်းစာအုပ်များကိုသဘောကျကတမိုင်းတမချန်းစာဘာသာစကားအတိတ်ရာစုနှစ်များနဲ့ပတ်သက်သောစာအုပ်များကို Cambridge Tech သို့နိုင်လေ့လာဆီးပူးခဲ့သည်1882မှ1918ခုနှစ်ထိထိုတက်သို့နိုင်နေထိုင်အလုပ်လုပ်ပြီးလေ့လာသင်ယူခဲ့သည် Iris လူမျိုး Cheriton Lee Phanu ၏ဝိတုဇလံများကိုဖက်ပြီးနောက်ထိတ်လန့်ဘွယ်တစေဇလံများကိုစတင်ရေးသားခဲ့သည်1890ခုနှစ်စောပိုင်းကာလများမှစ၍နှစ်စဉ် Christmas ရောက်တိုင်းသူ၏ဝိတုများမှတပုတ်ကိုမိတ်ဆွေများအားဖက်ပြလေးရှိသည်သမိုင်းဘာသာရက်တွင်လွန်စွာကျွမ်းကျင်ပြီး ဘဟုတုကြများလှသောကြောင့်သူဤဝိထုများမှဒူးချတိကြပြီးသူဤဇက်ဆောင်တစီများမှအခြားစာရေးဆရာများထက်ပိုပြီးအသက်ဝင်ကာစာဖတ်သူတို့ကိုပိုပြီးထိတ်လန့်စေသည် MR James မှာ1936ခုနှစ်တွင်ကွယ်လွန်ခဲ့လေသည်ပိတ်ထားသောအခန်းအဖြစ်ပြက်ကကန်းချီအနေရှိ Suffolk ဆိုသောနေရာလေးတွင်ဖြစ်ခဲ့ခြင်းဖြစ်သည်1980ပြည့်နှစ်လောက်ကစောက်ခဲ့ဟန်တူသောခက်မြင့်မြင့်အနီရောက်အိမ်တလုံးကထိုးနေရာတွင်ရှိသည်ထိုအိမ်၏နောက်ဘက်တွင်တည့်ရက်မှုမရှိသောဥယျာဉ်လေးတစ်ခုရှိသည်အိမ်၏အရှိဘက်ပြင်ပေါက်များမှကြည့်လျင်ပင်လယ်ပြင်ကြီးကိုလှမ်းမြင်နိုင်ပါသည်မြင့်မားလာသော သစ်ပင်မဲမဲကြီးများကအထီးကျန်အိမ်၏ပပတ်လယ်တွင်ပေါက်ရောက်နေသည်ထိုအိမ်အရှိဘက်တကားအနီးတွင် တစ်ချိန်ကထိုအိမ်သည်ခီးသွားများနားနေတဲခိုပြီးစားတောက်နိုင်သောတဲခိုစရာနေရာတနေရာဖြစ်ကြောင်းပြသည့်သင်္ကေတတစ်ခုရှိလေသည်။နှွေဥပောက်ရသည့်ဤသားရသောနေ့တစ်နေ့တွင်သမ်ဆင်ဟုအမည်ရသည့်ကိန်းဘရစ်တက်သို့လူငယ်ကျောင်းသားတဦးထိုအိမ်သို့ရောက်လာသည်။သမ်ဆင်ကစာဖတ်ပြီးလေ့လာနိုင်သည့် AAC တိတ်ဆိတ်ခါတာယာသောနေရာတနေရာတွင်အချိန်ဖြုန်းကျင်သည် ထိုချိန်ကထိုအိမ်တွင်မိသူမျှနေထိုင်ခြင်းမရှိပေ။မစ္စတာဘက်နှင့်ဇနီးတို့ကထိုအိမ်ကိုထိန်းသိမ်းထားသည်။သမ်ဆင်ကိုကြိုဆိုပြီးအဆင်ပြေအောင်စီစဉ်ပေးလေသည်။ပတင်ပါမှနေ၍ရှုခင်းကောင်းကောင်းမြင်ရစေရန်ပထမတဲ့အခန်းကျယ်ကြီးတွင် မစ္စတာဘက်တို့ကသမ်ဆင်အားနေရာချထားပေးလေသည်။သမ်ဆင်အဖို့တိတ်တိတ်ဆိတ်ဆိတ်အေးအေးဆေးဆေးအချိန်ဖြုံးရလေသည်။မနေ့တိုင်းသူအလုံးလုံးသည် ။မွန်လွဲပိုင်းတွင်ရွာထဲသို့လမ်းလျှောက်ထွက်သည်။ညာအိယာမဝင်မီညနေပိုင်းတွင်ရွာထဲရှိလူအချို့နှင့်နည်းနည်းပပတောက်လေးရှိသည်။ဒီလိုအနေထားနှင့်အချိန်အတော်ကြာကြာသူဘဝကိုဆက်လက်ချီတက်ရမည်ဆိုလျှင်အလွန်ပျော်စရာဟုသူခန့်စားမိသည်။တမ်ဆင်ကဒီနေရာလေးတွင်တလလုံးလုံးနေလိုက်တော့မည်ဟုစီစဉ်လေသည်။တညက်နေတွင်တမ်ဆင်ကခရိုင်သွားနေကြလမ်းမဟုတ်ပဲတခြားလမ်းမှနေ၍လမ်းလျှောက်ထွက်လာသည် ခက်လန့်လန့်တို့ရောက်တော့အခါជីမလာတော့အဖြူရောင်အရာတခုကိုတွေးလိုက်ရလေသည်ထိုအရာရှိရာသို့လျှောက်သွားပြီးကြည့်သည့်အခါအလဲရင်လေးထောင်အပေါက်တစ်ခုပါတော့လေးထောင်ကြကြကြောက်တုံးကြီးတစ်ထုံးကိုတွေ့ရလေသည်သူကြောက်တုံးကိုစစ်စစ်ကြည့်သည်ပြီးတော့ဘက်ဝင်ချင်းကိုခနာကြည့်သည်ပင်လေပြင်ခက်လန်းလန်းတွင်ဘုရားရှိခိုးเจ้าများဟိုနေရာဒီနေရာရှိအိမ်တစ်လုံးနှလုံးမှပတင်းပေါက်များကနေအောင်အောက်တွင်ပြောင်ပြောင်လက်လက သူဆက်ပြီးလမ်းလျှောက်ခဲ့သည်ထုံညက်နှင့်ရက်ဘာတို့ရောက်တော့အခါသอมဆင်ကကြောက်တုံးဖြူကြီးအကြောင်းကိုမေးသည်မစ္စတာဘက်ကတကယ်တော့ဒီကြောက်တုံးဖြူဟာကျုပ်တို့မမွေးခင်ကတည်းကရှိနေတာအချိန်တော်ကြာပါပြီဟုဆိုသည်ဒီကြောက်တုံးကကံမကောင်းဘူးလို့လူတွေပြောကြတာပဲငါဖန်ထွက်တဲ့အခါကံမကောင်းဘူးပေါ့ဗျာချားတယောက်ကဆိုပြန်သည်ဘာဖြစ်လို့လဲဗျသอมဆင်ကမေးလိုက်တော့လေ အရက်ပါတဲ့ရှိလူများမှတိတ်ဆိတ်သွားသည်ကြောက်တုံးနှင့်ပတ်သက်၍ဘသူမှမပြောချင်မှန်းသိသာလှသည်တမ်ဆက်စိတ်ထဲတွင်ဇဝေဇဝါဖြစ်သွားသည်ရဲအနေငယ်ကြသည့်အခါတမ်ဆင်ကမွန်လွဲပိုင်းတွင် အိမ်ထဲ၌နေပြီးလေးလာရန်ဆုံးဖြတ်လိုက်သည် သူလမ်းလျှောက်မထွက်ချင်းသို့တော်ညနေ3နာရီလောက်တွင်သူနားဖို့လိုသည် သူနေသောအထက်ရှိအခြားခန်းတွေကိုရှောက်ကြည့်ဖို့9မိနစ်လောက်အချိန်ဖြုန်းရန်ဆုံးဖြတ်လိုက်သည်ထိုခန်းတွင်ဘယ်ပုံရှိနေသည်ကိုသူစိတ်ဝင်တစားသိကျင်နေသည်သူထပြီးခန်းထဲမှလူသွားဆင်းကျင်သူတိတ်တဆိတ်ထွက်လာသည်အိမ်တွင်ဘယ်သူမှမရှိပေဒီနေ့သူတို့အားလုံးဈေးကိုသွားနေကြပြီထင်တယ်ရှင်ကောင်းတွေကလွယ်ပြီးတအိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေသည် နေကတောက်ပပြီးပူလောင်လှသည်တောင်ရှင်ကသူ့အိတ်ခန္ဓာကအခန်းသုံးခန်းကိုဝင်ကြည့်သည် အခန်းတိုင်းကလှပတန့်ရှင်းနေသည်ထို့နောက်အနောက်တောင်ဘက်ကအခန်းတကားကိုသူစူးစမ်းဖွင့်သည်အခန်းတော့ခတ်ထားသည့်ကို သူတွေ့ရသည်ဒီခန်းချမဘာပြုလို့တော့ခတ်ထားသည်ကိုတောင်စင်သိချင်းသည်အခန်းထဲမှာဘာတွေများရှိလို့လဲတကားကိုစူးစမ်းဖွင့်ရန်ကျင်းပြပေါ်မှတကားတော်များအလုံးကိုယူလိုက်သည် နောက်ဆုံးသူအောင်မြင်သွားသည်တကားပွင့်လေပြီ တွင်းသို့ဝင်ပြီးသူပပတ်လေသူလှည့်ကြည့်သည်အခန်းတွင်တောင်ဘက်နှင့်အနောက်ဘက်သို့ကြည့်နိုင်သောပြင်ပေါက်နှစ်ပေါက်ရှိသည် နေရောင်ကအလွန်တောက်ပပြီးပူပြင်းလာသည်အခန်းတွင်ဝယ်ပကြီကားများမရှိအခန်းကသိပ်ပြီးစိတ်ဝင်စားစရာကောင်းသည့်အခန်းတော့မဟုတ်သို့တော့ရုတ်တရက်သွန်စင်လှည့်ပြီးတကားကိုဝုန်းကနေပိတ်ကအခန်းထဲမှပြေးထွက်လာသည်ကတိမမလူတယောက် တော့စင်အောင်လို့ဖြစ်သွားသည်ကတင်ပေါ်ကခန္ဓာကိုယ်တစ်ခုလုံးကိုဆောင်ပြင့်ဖုံထားသည်သို့တော်လည်းအသက်ကင်းမဲ့နေသည်တော့မဟုတ်ပေလှုပ်နေသောကြောင့်ဖြစ်သည် သူအိမ်မက်မက်နေသည်မဟုတ်ပေနေရောင်တောက်ပလှသောနေ့လက်ကင်းအချိန်ဖြစ်သည်ကိုတော့စင်သိပါသည်ဒါလောက်ရမှန်တော့သူမသိတော့ပထမဆုံးတကားကိုသူတော့ပြန်ခတ်ရမည်သို့တော်တော့မခတ်ခင်သူအတန်ကိုနားထောင်သည်အခန်းတွင်၌အားလုံးတိတ်ဆိတ်နေသည် တော့တဲ့တော့တန်ကိုထဲ့ကအတက်နိုင်ဆုံးညင်ညင်သက်သက်လေးလှဲလိုက်သည်တို့တော့အတက်နည်းနည်းထွက်သွားသည် ရုတ်တရက်သူ့ရက်လိုက်သည်တကားစီတို့တယောက်ယောက်ရှောက်လာနေသည် သူ့လှဲ့ပြီးသူ့ခန်းစီတို့လူသွားစင်းချက်မှပြေးကမြန်နိုင်သမျှမြန်မြန်လေးပိတ်ခါတော့ခန့်လိုက်သည်သူဆောင်ပြီးအတန်နားထောင်သည်စိတ်ထဲကလည်းဒီလူတကားတွေနဲ့ရဲ့နေကိုဖျက်ပြီးရှောက်လာနိုင်တယ်ဟုတကိုယ်တည်းရေရွတ်နေသည် ဘာမှမဖြစ်ဘာမြောင်းလဲဟုသူတွေးသည်သူဤပထမဆုံးအကြံမှာဒီအိမ်ကနေအတက်နိုင်ဆုံးမြင်မြန်သွားမှဖြစ်မည်သို့တော်လဲသူ့အကြံပြောင်းနှင်မစ္စတာဘက်တိုဇနီးမောင်နှံကတခုခုမှားနေပြီဆိုတာသိသွားပေမည်တော့ပိတ်ထားသောအခန်းထဲကလူနဲ့ပတ်သက်ပြီးသူတို့တိနှစ်နေပြီဒီအိမ်တွင်နေနေသေးသည်ပဲဒါဆိုသူ့အတွက်ဘာကိုမှကြောက်စရာမလို့ ဒီအိမ်မှာဆက်နေပြီးဘာမှမပြောတာအကောင်းဆုံးဖြစ်ပြီဒီလိုလုံးဝတာအလွယ်ဆုံးပဲတမ်စင်နောက်တစ်ဖက်ထပ်နေလိုက်သည်ထိုခန်းနာသူနောက်ထပ်ဘတော်မှမသွားတော့လဲလူသွားစင်းချန်သူရောက်သည့်အခါမကြာခဏရက်ပြီးအတန်ကိုနားထောင်ကြည့်သည်သို့တော်အခန်းကဒိတ်ဆိတ်နေသည်သူကြောက်လန့်သောကြောင့်တော့ခတ်ထားသောခန်းနှင့်ပတ်သက်၍ရွာတွင်ရှိလူများကိုတရားမှမမေးပေ ို့တော့ရသက်တပတ်ကုံပိုးနီးလာတော့အခါထိုခန်းထဲရှိလူအချောင်းကိုသူပို့ပြီးစဉ်းစားလာသည်ဒီအိမ်ကမထွက်မီဒီအချောင်းကိုစုံစမ်းရန်သူဆုံးဖြတ်လိုက်သည်အစီအစဉ်တစ်ခုဆွဲသည်နောက်တစ်နေ့လေးနိုင်ရထားနေသူပြန်မီသူအိတ်များနဲ့မြင်းအပြင်မှာစောင့်နေသည် အပေါ်တဲ့တုတ်ချက်ကထိုအခန်းကိုနောက်ဆုံးအနေနဲ့ခက်သွက်သွက်လေးသွားကြည့်မိဖြစ်သည် ဖြစ်ပုံကဒီလို မစ္စတာဘက်ကိုတဲခိုကငွေပေးပြီးမြင်းပေါ်သို့သူ့အိမ်များကိုတင်သည်မစ္စတာဘက်ကိုကျေးဇူးတင်ကြောင်းနဲ့သူ့ပစ္စည်းအလုံးပါမပါသေးချသွားအောင်အပေါ်တက်သို့နောက်ဆုံးတစ်ခေါက်သွားကြည့်လိုချောင်းပြောသည် အပေါ်တက်သို့ပြေးတက်သွားပြီးခန်းတကားကိုတက်နိုင်သမျှတိတ်တိတ်လေးဖွင့်လိုက်သည် သူ့ရည်တော့မလို့ဖြစ်သွားသည်ငါနဲ့တော်တော်တုံးပါတကယ်လူမမဟုတ်တာပဲအဝတ်ပုံကြီးပဲဟုတွေးမိသည်သူသွားဖို့လှည့်လိုက်သည် ။သို့သောရုတ်တရက်သူ့နောက်မှတကူကူကလှုပ်ရှားသွားသည်။သူ့ဖြတ်ကနေလှည့်ကြည့်လိုက်သည့်အခါအဝစ်ပုံကြီးကသူ့ထန်သူလမ်းလျှောက်လာသည်ကို တွေ့လိုက်သည်။ရှက်အင်းကြီးရှေ့ဘက်တွင်ခြောက်သွေ့နေသောသွေးစများစီကျနေသည့်ဓာတ်ချောင်းဆိုင်လျက်လျှောက်လာနေသောအဝစ်ပုံကြီးကိုမြင်နေရသည်။အခန်းတကားကိုဖွင့်ကအခန်းထဲမှပြေးထွက်၍လေကားတိုင်းသူအောက်သို့ပြေးဆင်းလာသည်။နောက်တော့လဲကြကသူတတိမိသွားလေသည်။ သူတတိယတော့ကမစ္စတာဘက်ကရက်ထက်ထားသောခွက်တစ်ခွက်ကိုကိုင်းကသူ့အပေါ်ကမိုးလျက်ရက်နေသည်သူကြည့်ရသည်မှာစိတ်ပြက်နေပုံရသည်မစ္စတာသောမ်ဆင်ခမရဒီလိုတော့မလုပ်သင့်ဘူးခမရအပေါ်မှာကျုပ်တို့ကောင်းကောင်းမွန်မွန်ဆက်ဆံရတဲ့နဲ့ခမရမဟုတ်တာရှောက်လောက်တာပဲဒီခန်းထဲကိုဘာပြုလို့ကြည့်ချင်ရတာလဲခမရဖြစ်တာကိုလူတွေကလျှောက်ပြောလိုက်ရင်ဒီမှာဘယ်သူမှတဲချင်မှာမဟုတ်တော့ဘူး တောင်းပန်ပါရဗျာကျွန်တော်အသိချင်းရုံတသက်ပါဘသူ့အမမပြောပြပါဘူးကျွန်တော်ကတိပေးပါတယ်ဤတို့ဖြင့်ဤတဲခိုရနေရမှသူမသွားခင် မစ္စတာဘတ်တိုဇနီးမောင်နှံကသူတို့တည်သည်မြကိုတောင်းဆင်အားအောက်ပါအတိုင်းပြောပြလေသည်လူတွေပြောနေကြတာဒီလိုဗျလွန်ခဲ့တဲ့နှစ်အတော်ကြာကချမ်းသာကြွယ်ဝတဲ့လူကုန်ထံတဝူဒီမှာနေခဲ့တယ်ဗျ တညက်နေမှာရွာထဲကသူ့လမ်းလျှောက်ထွက်တော့လူတစုကသူ့ကိုဓမြတိုက်တယ်။သူ့ငွေကိုလိုချင်လို့ပေါ့။အဲ့ဒီလူတွေကသူ့ကိုဖမ်းခေါ်သွားပြီးဟိုတလောကခမားလမ်းလျှောက်တုံတွေ့လိုက်ရတဲ့ကြောက်တုံးဖြူကြီးမှာချုပ်ထားတယ်။နောက်တော့သူ့ကိုဓာတ်နဲ့ထိုးတက်ပြီးပင်လယ်ထဲပစ်လိုက်တယ်ဆိုပဲ။နောက်တော့ရွာထဲကလူတွေကရွာကနေပြီးကြောက်တုံးကိုရွှေ့လိုက်ကြတယ်။ ီကန်းကြီးတခြားငါးတွေလည်းမလာကြတော့ဘူးလို့ပြောကြတာတိတ်နာတွိုင်းမှာဘယ်နေရာမှာမှတငါတဲ့တွေငါဖမ်းလို့မမိတော့ကျုပ်တို့မတိုင်ခင်ဒီအိမ်မှာနေခဲ့တဲ့လူတွေကဒီအခန်းကိုပိတ်ထားဖို့မှားသေးတယ်။ဒါပေမဲ့အခန်းထဲမှာကရင်တလုံးတော့ထားဖို့ပြောသေးတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူရဲ့ဝိညာဉ်ကဒီအိမ်ကိုလာပြီးအိတ်ချင်အိတ်နိုင်နေပေါ့ဗျာ။ကျုပ်တို့ဒီမှာနေကြတဲ့ကဒီလူကိုမြင်နေသူဆိုလို့ခမရပထမဆုံးလူပဲ။ ီလူကတော့ကျုပ်တို့အတွက်တော့ပြဿနာမဟုတ်ပါဘူး။ဒါပေမဲ့ယေရှုပြုတ်ပြီးဘသူ့ကိုမှတော့မပြောပြပါနဲ့ဗျာ။ဒီအင်းထဲမှာတဆေတရေတွေရှိနေတဲ့ကြောင့်လူတွေကိုမပြောစေချင်ဘူး။ဆာဖောက်ရှိမစ္စတာဘက်တိုဤတက်ခုအိမ်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကိုတမ်စင်တယောက်နှစ်ပေါင်းများစွာတူဦးတယောက်ကိုများမပြောပြခဲ့ပေ။သူဆက်လန်းကိုကျွန်တော်တူဦးထဲသာသိခဲ့ပါသည်။အကြောင်းက နှစ်အတန်ကြာသည့်အခါကျွန်တော်မိသားစုနှင့်အတူလာနေသည့်အခါကျွန်တော်ကသူအိပ်ရမည့်ခန်းကိုလိုက်ပြတော့ခါသူကအခန်းတကားကိုခက်ပြင်းပြင်းလေးဖွင့်ပြီးအပြင်မှာရက်နေသည်တမနစ်ခန့်ကြာအောင်ရက်နေပြီးအခန်းထဲသို့မဝင်ခင်အခန်းကြီးเจ้าများကိုလှည့်ပတ်တည်တည်ချာချာစစ်ဆေးကြည့်ရှုသည်ချွန်းအောင်ကျွန်တော်ရှိနေသည်ကိုသူသတိရသွားတော့အခါမှအိုး sorry ဗျာတခါတော့ကျွန်တော်ကြုံခဲ့ရတာကိုသတိရသွားလို့ပါဟုတောင်းပန်လေသည် ချိုနောင်အီဇက်လန်ကိုသူကကျွန်တော်အားပြောပြခဲ့ပြီးသည်ဘာသာပြန်ဆိုသူဟန်ငိမ့်စော်မူရင်း MR James ၏ The Lock Room ရှိတဲ့ဆက်သူစိတ်မမြဆင်လူချင်းမင်းတို့အချိန်ပြေးနာဆင်မှုကြောင့် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်